လာပါစနိုးပါဒီနေ့စနိုးကဇက်ကြီးပေါင်းဖြစ်နေတဲ့သူလေးအတွက်ကိုဘယ်လိုလေးချိန်ကန်လေးတွေလောက်ရမလဲဆိုတာပြောပြပေးတော့မှာဖြစ်ပါတယ်အဲ့တော့ဇက်ကြီးပေါင်းဖြစ်နေပြီဆိုလို့ချင်းရင်အကျော်အမြဲတမ်းရှော့ပေးဖို့လိုတယ်တွကြတော့ဒီ level နေရာလေးကအမြဲတမ်းတောင့်တင်းနေလို့မရဘူးသူ့ကိုအမြဲတမ်းကြီး တင်းထားတယ်မဆယ်တွေကိုဆွဲထားတယ်ဆိုလို့ရှိရင်သူကပို့ပြီးတော့ဆိုတာပေါ့နော်နောက်တစ်ခုကကြတော့သူအကျော်ကြီးပဲထိုင်ရှော့နေလို့လည်းမရအောင်သူရဲ့တင်းနေတဲ့မဆယ်လေးတွေကိုပြော့အောင်လည်းလုပ်ပေးရမယ်ပြီးရင်လေဘင်းနောက်မှာရှိရဲ့မဆယ်လေးတွေကိုတန်အောင်လည်းလုပ်ပေးရမှာဆိုတော့ဒီနေ့စနုံးကတင်းတဲ့ဟာလေးတွေရှော့တဲ့လေ့ကျင့်ခန်းလေးတွေပါမယ်မဆယ်လေးတွေတန်အောင်လို့ကျင့်ပေးတယ်မဆယ်လေ့ကျင့်ခန်းလေးတွေပါမယ်အဲ့တော့စကြည့်အောင်နော်ကမလင်းလေးခွေးလိုက်မယ်တတောင်းတတားလေးထားမယ်အရင်ဆုံးဆက်ကလေးကိုရှော့ရအောင်ဒီဘောလေးကိုလက်လေးတင်လိုက်မယ်နော်ခေါင်းလေးငုံမယ် ညာဘက်ကနေလက်ထုံမယ်နော်ဝိုင်းသွားလိုက်ပပတ်လေးလက်ထုပ်ကောင်းလေးငုံချိန်ဆိုင်လက်ဘက်ကနေလက်ထုံမယ်ကောင်းလေးငုံချက်ချိန်ဆိုင်နောက်တစ်ခေါက်လေးသွားရအောင်ညာဘက်ကနေလက်ထုံမယ်လက်ရှူကောင်းလေးငုံချက်မယ်ချိန်ဆိုင်လက်ဘက်ကနေလက်ထုံမယ်ဝိုင်းမယ်ကောင်းလေးငုံโอเคရပြီအလဲစတာလေးလာမယ်နော် ဒါကြတော့အရင်ဆုံးဒီ level နာလေးတွေတင်းနေရာလေးတွေကို short ပေးလိုက်တဲ့ဟာပေါ့နော်။ဒါလေးပြီးသွားပြီဆိုလို့ရှိရင်ဒီ level နာတစ်ဝိုက်မှာ10လေးတွေကိုတန်အောင်လို့လုပ်တဲ့လေ့ကျင့်ခန်းလေးတွေတင်ပေးသွားမယ်။သူကကြတော့ဒီလက်လေးတွေကိုရှက်လိုက်မယ်နော်။နှစ်ဖူးလေးကနေအရင်စမယ်။ဒီလက်ကနှစ်ဖူးလေးကိုကတ်လိုက်မယ်။ကတ်ပြီးရင်ဒီလက်ကိုနှစ်ဖူးကပြန်လာတွန်းမယ်။တွန်းရင်ဆိုဒီခုံနာလေးပေါ့။အဲ့ခုံမှာ10လေးတွေတုံးရမယ်နော်။တွန်းမယ်အဲ့ဒါလေးကိုတကုံတွန်းတာ။ဒါမျိုးလေးနော်။ တွန်းနာမယ်အဲ့ဒါလေးကို second 20လေးပို့ထားပေးမယ်တွန်းနာမယ်ဒီခုံးနာလေးနော်အိမ်နာလေးတွေချသုံးရမယ်အဲ့ဒါနဲ့စန့်ကျင်မဲ့တလိုလေးလာမယ်နောက်နောက်လေးမှကတ်ထားမယ်ဒီခေါင်းလေးကအဲ့လက်ကိုပြန်တွန်းတဲ့ပုံစံမျိုးလေးနော်လက်ကိုပြန်တွန်းနာမယ်နောက်ကိုတကုံတွန်းနာအဲ့လေးကို second 20လေးသွားမယ်အဲ့ဒါလေးပြီးသွားပြီဆိုလို့ရှိရင်ဒီလက်ကလေးကနှစ်ဖူးလေးဒီဒီနာလေးပေါ့နော်နှစ်ထင်နာလေးကိုကင်မယ်တွန်းနာမယ်ဒီဘေးအားလေးနဲ့တွန်းနာမယ်အဲ့မျိုးလေးနော် နောက်တစ်ချမ်းလေးလည်းအလိုပဲဒီလက်ကလေးကခေါင်းလေးကိုကပ်မယ်တွန်းနှမယ်သကုံတွန်းနှမယ်နော်ဒီဘေးမှာဆယ်လေးသုံးမယ်တက်လေးကတစ်ခုကိုစက္ကန့်20 20စီသွားမယ်နောက်တစ်မျိုးကကြောက်ရော rotation လေးဆိုဒီနေရာလေးဒီ level နဲ့ဒီ collar bone နဲ့တလို့တောင်းပြက်ကလေးပေါ့နော်အဲ့နေရာလေးဒီနေရာလေးပါပါတယ်အဲ့နာလေးပေါ့နော်အဲ့နာလေးအတွက်ဆိုလို့ရှိရင်ဒါလေးကကြတော့ဒီဘေးမှာမဟုတ်ပဲねဒီနေရာလေးကနေပြီးတော့ quantity ထိတ်နာလေးကနေဇက်ကိုလှည့်ထုတ်လိုက်တဲ့ပုံစံလေးနော် ဒီနေရာလေးကိုကင်မယ်ဇက်ကိုလှဲ့ထုတ်မယ်လှဲ့ပြီးဒီနေရာလေးဒီ level နားဒီ level ညောထောင်ရဲနားလေးအဲ့နားလေးနဲ့လှဲ့ပြီးတွန်းထားမယ်နော်လက်ကလည်းတွန်းမယ်ခေါင်းကလည်းပြန်တွန်းမယ်အဲ့လေးကို second 20နောက်တစ်ခုလည်းအဲ့လိုပဲဒီလက်ကလေးကဒီနေရာလေးနော်ဒီနေရာလေးကိုဒီလိုလှဲ့မယ်အလှဲ့လေးနော်လှဲ့ထုတ်လိုက်တဲ့ဟာလေးလှဲ့ပြီးတွန်းမယ်အဲ့လေးကို second 20လေးဟိုးထားမယ်ဒါမျိုးလေးကနေတိုင်းလုပ်ပြရမယ်နော် ီ level လေးတွေတန်အောင်လို့မဆယ်လေးချက်ငန်းလေးလောက်သွားပြီဆိုရင်အခုဟာလေးကိုစက်ကြည့်ကြည့်မယ်နော်ခါလေးတွေစမ်းထုတ်မယ်ညာဘက်လက်လေးနော်စနိုးကကျတော့ဘယ်ဘက်လက်ပြပေးอ่ะစနိုးနဲ့ညနေချင်းဆိုင်ဖြစ်အောင်လို့နော်အဲဆိုရင်ညနေချင်းဆိုင်ဆိုတာအကုန်လုံးရဲ့ညာဘက်ညာဘက်လက်လေးကိုကင်မယ်အောင်လေးမှာကင်နာမယ်ခါလေးတွေစမ်းထုတ်မယ်ဒီ level လေးကပခုံးလေးစီကိုချလိုက်မယ်နော်လက်လေးရဲ့အောက်ကိုဖြတ်ချမျက်လုံးလေးမှိတ်မယ်လေးလေးရှောစိတ်လေးရှော အဲမျက်လုံးလေးဖွင့်မယ်ပြီးရင်ဒီလက်က cross လေးကိုက်မယ်နိုင်လို့ရှိရင်တော့ဒီနှစ်ဖက်ကိုကိုက်ပါတော့မနိုင်လို့ရှိရင်တော့ဒူးထိတ်ကလေးကိုလာလို့ရတယ်နိုင်ရင်တခြားလေးကြည့်အောင်ကိုက်နာမယ်အခုံးလေးတွေကိုဖြော့မယ်တဒောင်လေးတွေရှော့မယ်ခါလီကုန်းမြုံငုံချမယ်ကဲရလေးကောင်းလေးမောမယ်နောက်တစ်ချမ်းလေးတော့မယ်ဖဲလက်လေးရကင်လိုက်မယ် ကောင်လေးကပခုံးမော်လေးကိုမှောက်ချမယ်။လက်လေးတွေကအောက်ကလေးမှချတယ်၊မျက်လုံးလေးမိတ်၊ပခုံးလေးတွေဖြော။ကဲမျက်လုံးလေးဖွင့်မယ်။ဒီလက်လေးကပေါင်လေးကိုကင်မယ်။ပခုံးလေးတွေဖြော့မယ်။တောင်လေးတွေရှော့မယ်။စွဲညစ်ပြီးတော့မှအောက်ကိုဖိချမယ်။ Okay, release. ကဲအခုဟာလေရကြတော့ကိုကជីပေါင်းဖြစ်နေလို့ပဲဖြစ်ဖြစ်ជីပေါင်းဖြစ်မှာကြောက်တယ်ဆိုတဲ့သူလေးတွေအတွက်ကောជីပေါင်းဖြစ်နေတဲ့သူလေးတွေအတွက်ကောနေတိုင်းနေတိုင်းလိုက်လို့ပေးတဲ့နေ့ဒီချိန်ကလေးတွေမလို့လိုက်လို့ကြည်နော်အဲ့တော့နောက်ဗီဒီယိုလေးမှာဆုံမယ်တတား